င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ် NUG ကိုတည်ရဝင်ပြည်သူအစိုးရဖြစ် ILO မှတစင်စတင်အတိမတ်ပြုမှုရရှိထိုက်တင်တဲ့အောင်မြင်မှုရရှိနေပြီလို့ယာယီသမရပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုမြန်မာနိုင်ငံရဲ့တည်ရဝင်ပြည်သူအစိုးရဖြစ်အပြည်ပြည်ဆိုင်ရာအလို့သမားကြီးအဖွဲ့ ILO ကတစင်စတင်အတိမတ်ပြုမှုရရှိရေးကြိုးပမ်းနေရာထိုင်းတင်တဲ့အောင်မြင်မှုရရှိနေပြီလို့ NUG ယာယီသမရဒူဝါလက်ရှိလာကပြောဆိုလိုက်ပါတယ် ကမ္ဘာအလုံသမားနဲ့မီဒီမှာအလုံသမားဒုစီပြီးဖို့တဲ့တောင်းလာမှာ NGO ရဲ့သမနာကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးစစ်ကောင်စီကို ILO ဥပဒေအာတီကယ်33အရအရင်းယူရင်းနဲ့ NGO ကိုမြန်မာနိုင်ငံရဲ့တရားဝင်ပြည်သူအစိုးရဖြစ်စတင်အတိမတ်ပြုမှုရရှိရေးကြိုးပမ်းနေရလို့ဆိုပါတယ်။စေယောစုကို ILO Constitution Article 33နဲ့ထိရောက်ပြန်ထန်စွာအပြစ်ပေးအရင်းယူရင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုမြန်မာနိုင်ငံရဲ့တရားဝင်ပြည်သူအစိုးရဖြစ် အိုင်ယယ်လိုရန်ဒီယာမှာတစင်းစားတင်အပြီးမှပြုံမှုရရှိရလို့ကိုဂျိုးပန်းဆောင်ရွက်လျက်ရှိရာထိုက်တဲ့အောင်မြင်မှုတွေရရှိနေပြီလို့ရှာရေးသမ္မတကပြောကြားပါတယ်။ မြန်မာနိုင်ငံမှာအကြံဖက်စင်းအုပ်စုအာဏာလုယူပြီးနောက်အခြေခံလုံတမအခွင့်အရေးနဲ့လူခင်ကြီးတွေစိုးရွားစွာဆုံးရှုံးနေပြီးအလုတမသမဂ္ဂခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခြင်းဖမ်းဝရမ်းထုတ်ခြင်းခီးပွားလာခွင့်တွေပိတ်ပင်ခြင်းနဲ့နိုင်ငံသားဖြစ်ကနေရပ်ဆဲခြင်းအလုတမသမဂ္ဂတွေကိုဖိအားပေးပြီးပြန်လည်မပုံတင်ခိုင်းခြင်းခေါင်းဆောင်တွေကိုပြန်လည်ရွေးချယ်စီခြင်းလွတ်လပ်စွာတင်းပင်းဖွဲ့စည်းခွင့်နဲ့စီယုံခွင့်ဆန္ဒထုတ်ဖော်ခွင့်ရရှိခြင်းနဲ့အတ္တမစစ်သားစုဆောင်းခြင်းစတဲ့တရားမဝင်လုပ်ရက်တွေကိုစစ်ကောင်စီကလှုပ်ဆောင်နေကြတာပါအထက်ပါလုပ်ရက်တွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားကြီးအဖွဲ့အိုင်ရန်လိုရဲ့လွတ်လပ်စွာတင်းပင်းဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်၈၈1948နဲ့အတ္တမ အလောက်ခိုင်းစီမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29930ကိုလိုက်နာဖို့ပြက်ကွက်မှုနဲ့ချိုးဖောက်မှုတွေဖြစ်တယ်လို့ NUGI သမ္မတကဆိုပါတယ်ဒါကြောင့်2022ခုနှစ်မလမှာအိုင်ယန်လိုကလွတ်လပ်ပြီးတရားမျှတတဲ့မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်တရက်ကိုဖွဲ့စည်းခဲ့ပြီး NUG အလုံတမဝင်ကြီးဌာနဦးဆောင်တဲ့အစိုးရအလုံရှင်အလုံတမကိုယ်စားလှယ်တွေပါဝင်တဲ့သုံးဖွဲ့ဆိုင်ဖွဲ့ကလည်း COI ရဲ့လုပ်ငန်းတွေမှာတက်ကြွစွာပူးပေါင်းပါဝင်ခဲ့တယ်လို့ယာယီသမရကပြောပါရယ်။အလုသမားတွေအပါအဝင်တိုင်းရင်းသားပြည်သူတရက်လုံးနေစဉ်ကြုံတွေ့ခံစားနေရတဲ့ကိုယ်စိတ်ဒုက္ခမျိုးစုံဟာအာနာရှင်စနစ်ကိုအပီးတိုင်းချိန်မုံနိုင်မှသာဆုံးရှုံးနေတဲ့အခြေခံအခွင့်အရေးတွေကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ဓာတ်တူညီများ၏အဖက်ဖက်ကနေယူယူနေတဲ့အတိုင်းပြည်မှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးအကောင့်ထဲပေါ်နိုင်မှဖြစ်တယ်လို့လည်းယာယီသမရရဲ့တောင်းဝန်လာမှာဖော်ပြထားပါရယ်။ နောက်ထပ်တပုတ်အနေနဲ့လူအုံများနဲ့မတန်ဆွမ်းများဖြင့်ဖွဲ့စည်းထားတဲ့စစ်မှုထမ်းဟောင်းဖွဲ့ကစစ်ကောင်စီအတွက်အရန်တက်လို့စစ်ကောင်ဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အသက်60ကျော်အရွယ်ရှိလူအုပ်များနဲ့မတန်ဆွမ်းသူများနဲ့ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံစစ်မှုရန်ဟောင်းဖွဲ့ကစစ်ကောင်စီတပ်ရဲ့အရန်အင်အားစုကြီးဖြစ်ကြောင်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောပါရယ်။မနေ့က AB 30ရဲ့မနက်ပိုင်းကနေပြည်တော်မှာကျင်းပခဲ့တဲ့မြန်မာနိုင်ငံစစ်မှုတပ်အဖွဲ့အထူးညီလာခံ2025ခန်းတမ်းမှာ၎င်းကအထက်ပါတိုင်းပြောကြားခဲ့တာပါ။စစ်မှုတပ်အောင်ဆိုတာတပ်မတော်ရဲ့အရန်အင်အားစုကြီးဖြစ်ပြီးအငြင်းစားယူပြီးတော့ね Once a soldier always a soldier တခါစစ်သားဖြစ်ခဲ့ပြီးအမြင့်တဲ့စစ်သားဆိုရင်ဆောင်ဘုတ်ကိုဆွဲကင်ပြီးစစ်ကောင်းဆောင်ကပြောပါရတယ်။ နိုင်ငံတော်နဲ့နိုင်ငံသားတို့အတွက်လူဝဲချိန်တိုင်းနှိုးကြားတက်ကြွစွာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေအတွက်ဝမ်းသာကုန်ယူရလို့လည်း၎င်းကပြောပါရယ်မြန်မာနိုင်ငံစစ်မှုထမ်းအဖွဲ့ကစစ်ကောင်စီတပ်ရဲ့အရှံအင်အားဖြင့်နိုင်ငံတည်ဆောက်ရေးဒေသလုံခြုံရေးနဲ့ပြည်သူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွေမှာထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေကြောင်းအာဏာသိမ်းစစ်ကောင်ဆောင်ကပြောပါရယ်ဟုတ်လိမ့်မယ်ကျွန်တော်တို့နာကအငြိမ်းစားရေးမှုတွေပုံမှုတွေတော်တော်များများတာဝန်ပြန်ထမ်းနေရတယ်တချို့လည်းနောက်ွယ်ကနေပြန်လုပ်ပြီးနေရတာရှိတယ်လို့သူတို့နဲ့တည်ကြွနေရွှေပြည်သားမျိုးကအသက်50ကျော် ော်အရွယ်ရှိအမျိုးသားတအုပ်ကပြောပါရယ်စစ်ကောင်စီကပြီးခဲ့တဲ့နှစ်အတွင်းကစတင်ပြီးတော်လိုင်းအင်အားစုတွေကြောင့်အင်အားလျော့ကျလာတဲ့အတွက်စစ်ပြန်ရရှိတွေနဲ့ရဲရရှိတွေကိုပြစ်မှတ်ထားတာဝန်ပြန်လည်ထမ်းဆောင်ခြင်းတွေပြုလုပ်နေတာဖြစ်ကြောင်းသိရပါရယ်ဒါပေမဲ့အများစုမှာအကြောင်းမျိုးမျိုးပြပြီးတိုင်းဆောင်မှုတွေပြုလုပ်နေတယ်လို့စစ်မှုတဟောင်းအရာရှိတွေနဲ့အငြင်းစားရှင်အရာရှိများနဲ့လိဆက်သူများထံမှသိရပါရယ်အသက်တွေကကြီးရနေပြီးဘလို့လို့တာဝန်ထမ်းဆောင်ခြင်းတော့မလဲတချို့လည်းရဲရဲတောင်းနေသေးတဲ့စစ်သားတွေရှိတာကြားသိရတယ်ဒါပေမဲ့သူတို့လည်းအပြောပဲရှိတာပါ 不他妈没对象，我跟你讲了呗，真拿我当媳妇。 ဘုံမှုတယောက်ကတော့တာဝန်ထမ်းဆောင်ဖို့လာခေါ်ပါဆိုလို့ဖုန်ကြီးသွားဝင်နေလေရဲ့အခုတော့ထွက်ပြေးလာမသိဘူးအသက်40ကျော်အရွယ်ရှိရဲ့ရှန်ကုံမြို့ကံမြို့သားတုံးကပြောပါရယ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကစကလုံးနေနဲ့စစ်မှုတန်းဟောင်းတွေကို၎င်းတို့လက်အောက်ကိုဆွဲသွင်းနေတော့လေညီပြင်းမှာတော့၎င်းအပြောတွေနဲ့လွန်ကွဲပြားနေတယ်လို့အဲ့ဒီအကြောင်းကိုသိရှိထားသူတွေစီကပြရပါရယ်နိုင်ငံလွတ်လပ်ရေးရပေးချိန်1948ခုနှစ်ကတည်းကဒေတာလိုင်းစစ်မှုတန်းဟောင်းဖွဲ့များစတင်ဖွဲ့စည်းခဲ့ပြီး1953ခုနှစ်မှာမြန်မာနိုင်ငံစစ်မှုပြန်စစ်မှုတန်းဟောင်း င်းလေးကိုဘ ഹു စီယုံရေးကော်မတီနဲ့မြို့နယ်စီယုံရေးကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရပါတယ်။ အဲဒီနောက်2016ခုနှစ်မလ29ရက်နေ့မှာအဆိုပါဗဟိုကော်မတီဖြတ်သိမ်းလိုက်ပြီးရနောက်ကြီးကြလွတ်လပ်တဲ့စစ်တပ်ရဲ့မိဖက်အဖွဲ့အစည်းတစ်ခုဖြစ်ဗဟိုအမှုဆောင်ဖွဲ့ကိုနာယကစနတ်ဦးဗဟိုမှုဆောင်ဖွဲ့ဝင်34ဦးနဲ့ဗဟိုကောင်စီဝင်86ဦးနဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။အခု2025ခုနှစ်ဧပြီလ29ရက်နေ့မှာဗဟိုလုံမှုဆောင်34ဦးကိုအတည်ပြုခန့်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့ရှေးဦးမြို့ထွက်မှာစစ်သားများခြုံကိုတိုက်ခိုက်ခံရပြီးနှစ်ဦးသေဆုံးတဲ့ကြောင်းပြန်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရေဦးမြို့ထွက်ကိုရောက်နေတဲ့စစ်သားတွေကိုပကဖရဲဘော်တွေကခြုံခိုတိုက်ခိုက်ခဲ့ရာစစ်သားနှုတ်တေဆုံးခဲ့ကြောင်းသိရပါတယ်။ EB 30ရဲ့နေကင်း7နာရီခွဲကမှရေဦးမြို့တောင်ဖက်အထွက်ရှိထွန်းဆက်ရုံ103ပစ္စည်းရုံကိုရောက်ရှိနေတဲ့စစ်သား15ဦးကို80မမလေးလုံးနဲ့40မမငါလုံးလုံးနဲ့ပြခတ်ပြီးတဲ့နောက်ဂျိုတင်းခြုံခိုနေရာယူထားတဲ့ရဲဘော်တွေကလက်နက်ငယ်တွေနဲ့ထပ်မံပြခတ်ခဲ့ကြောင်းရေဦးမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ လက်နက်ကြီးနဲ့ပြစ်ပြီးမှလက်နက်ငယ်နဲ့အပြန်အလှန်ပြစ်ကြတာပါလက်နက်ကြီးနဲ့ကစက်ရုံနဲ့ပြစ်လိုက်တော့သူတို့အပြင်ဘက်ထွက်လာတဲ့ချိန်တိုက်ပွဲဖြစ်တာပါလို့ရေဦးမြို့နယ်ပကဖာတာဝန်ခံကသတင်းဌာနကိုပြောပါတယ်တိုက်ခိုက်မှုပြီးရင်နောက်စစ်ကောင်စီဘက်ကရဲဘော်တွေရှိနိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တော့လဲ PDF ရဲဘော်တွေအထူးကမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်နောက်ဆက်တွဲအနေနဲ့ပြစ်ခတ်မှုအပြီးမှာဒူဒူကြွာဘာမှလုံးချင်တာမရှိပေမဲ့လက်နက်ကြီးတွေနဲ့ရဲဘော်တွေရှိမဲ့တဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်လို့၎င်းကဆက်ပြောပါတယ်မီလာတီရဲ့မနက်စ 10နိုင်ကျော်ဒီအဲ့ဒီဆက်ရုံအနီးဝန်းကျင်တဝိုင်းမှာစစ်သားများရှိနေပြီးကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။နောက်ထပ်တပုတ်အနေနဲ့မင်းအောင်လိုင်းရဲ့မိသားစုရဲ့ပြပခေးစင်တွေအတွက်အသုံးပြုနေတဲ့အကြမ်းဖက်စစ်တပ်ပိုင်း Airbus လေယာဉ်ကိုအပြီးအပြတ်ဝင်ယူတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။ပြပခေးစင်ရှင်တွေအတွက် Airbus လေယာဉ်ကိုအသုံးပြုပြီးပြည်တွင်းနဲ့ပြပခေးစင်တွေအတွက် Fokker 70 F280070 လင်းကိုအသုံးပြုရလို့သိရပါတယ်။အကြံဖက်စကောင်းဆောင်မင်းအောင်လိုက်က၎င်းရဲ့ပြပခင်းစင်များအတွက်အသုံးပြုနေတဲ့စတက်ပိုင်း Airbus လင်းကိုအပြီးအပြတ်ဝင်ယူလိုက်ပြီးဖြစ်ကြောင်းစကောင်းစီကထုတ်ပြန်ထားတဲ့အမိန့်ပြန်တဲ့အရာသိရပါတယ်။ အခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ထုတ်ပြန်ခဲ့တဲ့စစ်ကောင်စီရဲ့အမိန့်ပြန်တမ်းမှာပြည်ပြည်ဆိုင်ရာမြမလီကျောင်း MEI မှာအတောင်ပြုဖို့အမေရိကန်နိုင်ငံ Aviation Capital Group ထံမှပြန်လျှော့အကောင့်ကို drop back စနစ်နဲ့နှားရန်တင်သွင်းထားတဲ့ Airbus အမျိုးအစား A319115 MSN51 93လေး XYELK ကိုပြန်လဲတင်ပို့ခြင်းမပြုတော့ပဲပြည်တွင်းသုံးဆွဲဝယ်ယူခြင်းအတွက်စားတဲ့နယ်ဝင်ငွေကိုနဲ့ကုန်သွယ်လုပ်ငန်းကုန်တို့ကိုကင်းလွတ်ခွင့်ပြုလိုက်ကြောင်းဖော်ပြထားပါတယ် အဆိုပါ MEN ကအမိခံပေးထားတဲ့ Airbus လေယာဉ်မှာမင်းအောင်လိုင်းကိစ္စများအတွက်တီးတန့်အသုံးပြုနေထိုင်တဲ့စစ်တပ်ပိုင်းလေယာဉ်ဖြစ်ကြောင်းမင်းအောင်လိုင်းမိသားစုအတွက်တီးတန့်အသုံးပြုတဲ့လေယာဉ်ဖြစ်ကြောင်းစစ်ဘက်တရင်ရင်မြစ်တွေကဆိုပါတယ်အဲ့ဒီ Airbus X1ELK လေယာဉ်က MEN ကအမိခံပေးထားတာပါတက်မတော်ပိုင်းလေယာဉ်မှာလေယာဉ်အတွက်အာမခံနဲ့ပြပခိစင်တွေပြန်တန်းဖို့က MEN အမိခံပေးမှရတာတက်မတော်လေယာဉ်ဆိုရင်ပြပခိစင်အဝေးတွေပြန်တန်းခွင့်နဲ့နိုင်ငံတကာလေယာဉ်ကွင်းတွေမှာဆင်းခွင့်ခက်ခဲတဲ့အရက်ဖက်လေယာဉ်အနေနဲ့တောင်းဖို့ MEN ံကအမြင်ခံပေးရတာပါလို့စစ်ဘက်သတင်းအရှင်မြစ်တွေကဆိုပါတယ်မီယန်လိုင်းကရုရှားခီးစင်နဲ့တရုတ်ခီးစင်တွေမှာအခုဝယ်ယူလိုက်တဲ့ MAI Airbus လေကိုအသုံးပြုနေတာဖြစ်ပါတယ်။မီယန်လိုင်းကထိုင်းနိုင်ငံနဲ့ပြည်ပခီးစင်အတူတွေအတွက်စစ်တပ်အတူလေယာဉ် Focus 70 F28007 လေယာဉ်မှ002ကိုအသုံးပြုနေပြီး၎င်းရဲ့မိသားစုပြည်ပခီးစင်တွေမှာလေယာဉ်နှစ်စီးကိုအဆင့်ပြေသလိုအသုံးပြုနေခြင်းဖြစ်ကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့နှစ်များတွင်မင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ဂျီဂျူလာသားနှင့်သမီးမီးများစင်ကာပူကိုအလဲပတ်သွားခဲ့စဉ် MAI Airbus နေရင်ကိုအတုံးပြုခဲ့ကြောင်းသိရပါတယ်။ MAI လေကြောင်းလိုင်းမှာရခိုင်က KPZ ဦးအောင်ကိုဝင်ကပိုင်ဆိုင်ခဲ့တော်လဲ24 hour company အုပ်စုရဲ့ဥက္ကဋ္ဌဦးအောင်အောင်စောကပိုင်ဆိုင်ပါတယ်။